ါရှင် Astro Garden Channel မှာကြိုဆိုပါရစေ Astro Today ယနေ့နှစ်ခတ်အစီအစဉ်ရဲ့2025ခုမေလ22ရက်နေ့အတွက်ဆောင်ရွက်ဆောင်ရွက်ဆောင်ရွက်ရမယ်နှစ်ခတ်ချိန်ခါတွေကိုကျွန်မ Interim မနဲ့မတ်ရွှေရုံပြေတို့မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ2025မေလ22ရက်ကျသာရီနေ့ကျသာရီသတိမြအတွက်ပုံမူပြီးထီအောင်နိုင်တဲ့ကောင်းမွန်တဲ့နှစ်ခတ်ခုနှစ်ပါနေမိမိတို့ရဲ့လုံခြုံရေးကိစ္စများဆောင်ရွက်နိုင်ရန်နှစ်ခတ်ချိန်ကောင်းမြောက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ ဗိုဒဖုန်ညတကောင်ကျော်ပြီးကြတာရင်းနေ့အခုနနက်12:22မိနစ်မှာနနက်12:42မိနစ်အတွင်းမှာတော့ဖုံးကန်ကြီးမြင့်မဲ့ဂျန်နက်ခတ်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်2:32မိနစ်မှာနနက်2:52မိနစ်အတွင်းမှာတော့စန်းထအောင်မြင်ပြီးမြစ်တရေကန်ကောင်းမှုမဲ့ဆုံးနက်ခတ်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနက်2:48မိနစ်မှာနနက်2:08မိနစ်အတွင်းမှာတော့ ဘာပဲလုပ်လို့မိသီးလုံးကစားမျိုးမစိုးဆောင်ရွက်ပါကအထုတ်တယောက်ရှိအောင်မြင်မဲ့အဒီပိနက်ကဂိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။နနတနာရီ59မိနစ်မှနနနှစ်နာရီ16မိနစ်အတွင်းမှာတော့ယာရူဝဆာအနာချင်းမြင်မဲ့ထီးပြူနက်ကဂိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ည7:41မိနစ်မှာည9:01မိနစ်အတွင်းမှာတော့အင်ချမ်းမြေအရောင်းဝယ်ကိစ္စရပ်တွေအကျိုးပြုမယ်ဆင်ဖြူနက်ကိန်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်4:28မိနစ်မှနနက်9:00မိနစ်အတွင်းမှာတော့ငွေကြေးရွှေငွေရတနာထီကန်ဆန်းမှုကံကောင်းမှုစီမဲ့ရေနာနက်ခက်ကိန်ချောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်နနက်10:17မိနစ်မှာနနက်10:37မိနစ်အတွင်းမှာတော့သာသမီရနာထုံးမရရှိစေမယ်။တန်နေနခက်ကင်ချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးဒုတိယအခန်းကဏ္ဍအနေဖြင့်သာသာပရိသသမီများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ဆိုရနခက်နဲ့ပတ်သက်တဲ့နခက်ချိန်ခါတွေကိုတင်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်3:00မိနစ်မှနေ့လယ်3:28မိနစ်အတွင်းမှာဆိုရင်တော့ထိခိုက်တေကြီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တယ်မရဏနှက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်ညနေ9:59မိနစ်မှညနေ6:19မိနစ်အတွင်းမှာဆိုရင်ဖြင့်အမှုအခင်းပြဿနာစိတ်ပူပန်တောကတွေကိုဖြစ်စေနိုင်တယ်တောကနှက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင် နနက်4:59မိနစ်မှနနက်9:16မိနစ်အတွင်းမှဆိုရင်ဖြင့်ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။နေ့လယ်3:30မိနစ်မှနေ့လယ်3:50မိနစ်အတွင်းမှဆိုရင်ဖြင့်မိတ်ဆွေတင်္ဃာဟတွေဆုံးရှုံးပျက်စီးမှုကိုဖြစ်စေနိုင်တဲ့မိတ်တုနက်ခတ်ကိန်းကြာရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်12နာရီ22မိနစ်မှနေ့လယ်12နာရီ42မိနစ်အတွင်းမှာဆိုရင်ဖြင့်အလုတ်စီးပွားထိခိုက်ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်ကနှက်ခတ်ကရင်ကြာရောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ယခုဖော်ပြပေးခဲ့တဲ့နှက်ခတ်ချိန်ခါရီယာဆိုရင်ဖြင့်စတာပရိသတ်သမီးများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နှက်ခတ်ချိန်ခါရီပဲဖြစ်ပါရဲ့ရှင်။ဒီနောက်ခတ်ချိန်ခါတွေကိုတမီးရွယ်ဆရာဆရာဦးဆရာကိုမှ ကိုရိုင်းအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါရဲ့ရှင်။ မီးတို့ရဲ့ယနေ့နှစ်ခတ်အစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့ဒေသတွေကြောင့်